အလူရမယ်ဆိုရင်တော့မြန်မြန်လေးဝယ်ဖို့တော့လူတယ်။ဘာကြောင့်ဒီစကားကိုခဏခဏထည့်ပြောရသလဲဆိုရင်ကျွန်တော်တို့ကိုယ်တိုင်ဒီပစ္စည်းတွေကိုလုပြီးဝယ်ရတဲ့အနေထားပါ Samsung နဲ့ Samsung နဲ့ Samsung နဲ့တမေးတဲ့မင်းနေကြတဲ့ Samsung နဲ့၄တော့ ACDC air cooler site အကြီးဖြစ်ပါတယ်။အောက်ကရေလီတာက30လီတာဆန့်နဲ့ကျွန်တော်တို့လေထွက်အားကကျွန်တော်တို့စပီယာ12ချက်တောင်ပါတယ်။1 to 20အတုံးပြည့်လို့ရတယ်ပေါ့ဗျာ။လေအားပြင်းကျင်တော့73ပေါ့။လေအားပျော့ပျော့လေးသုံးကျင်တစ်ကနေစပြီးအတုံးပြည့်လို့ရပါတယ်။ဥပမာကျွန်တော်တို့လူချင်းမင်းတို့က speed number 1နဲ့3မယ်ဆိုလို့ရှိရင်တော့စံနာကြီးအထက်ကိုအသုံးပြနိုင်တယ်။တကယ်လို့ညာ speed number 7နဲ့3မယ်ဆိုလို့ရှိရင်တော့လူချင်းမင်းတို့နှစ်နာရီခွဲနဲ့3နာရီကြားမှာ ကောင်းကောင်းအသုံးပြုနိုင်တဲ့ ACDC အက်ကူလာဖြစ်ပါတယ်။အထက်ထဲမှာတုံးထားတဲ့ဘက်ထရီကလည်း lithium battery တွေအသုံးပြုထားပြီးတော့ကျွန်တော်တို့ air filter တွေဆိုလို့ရှိရင်လည်းကျွန်တော်တို့သုံးဘက်လုံးမှာ filter အပြည့်ထည့်ပေးထားတာဖြစ်တဲ့ကြောင့်မအင်းမှာတော့လူချင်းမျိုးလုံးဝမပူရဘူး။နောက်တစ်ခုက Samsung နဲ့ကဲထုံးစံတိုင်းမဲ့အာမခံပိုင်းဆိုင်ရာတော့ကျွန်တော်တို့အထူးတွေပြောစရာမလိုဘူး။ Randy ကတွေးရတော့ပေးထားတယ်ပထမတစ်နှစ်မှာပစ္စည်းပေါ်လက်ခတ်အော် free နောက်တစ်နှစ်မှာတော့ service free ပါခင်ဗျာ။သူ့ရဲ့ Randy ကလည်း official ပါဝင်တယ်။နောက်ပြီးတော့ရင်အခုလိုမျိုးအလွယ်တကူရွေ့လျားဖို့အတွက်ကို bank ကောင်းကောင်းတွေပါတယ်။ကျွန်တော်တို့အရှိန်က swing ကတော့ကျွန်တော်တို့ manual ဖြစ်ပြီးတော့အတွင်းထဲမှာရှိတဲ့ဘယ်နဲ့ညာနဲ့လေဖြတ်တဲ့စနစ်ကတော့ auto ဖြစ်ပါတယ်။အဲခုလာကကျွန်တော်တို့ ဒီပေါ်မှာဆိုရင်ရေတန့်ပါမယ်အောက်မှာလည်းရေတန့်ပါမယ်အောက်ကတန့်ကိုပန်းနဲ့မောင်းတင်ပြီးတော့ဒီပေါ်ကိုရေတင်ပြီးတော့မှဖစ်တာတွေကိုအေးအောင်လို့ရေဖြန့်ချတဲ့စနစ်မျိုးဖြစ်ပါတယ်ရေခဲကြောင်းက၄ဘူးပါမယ်ပြီးရင် remote control လည်းပါမယ် clear ရှင်ပြီးနဲ့တိုက်ရိုက်ဖွင့်မယ်ပြီးရင် charging သွင်းဖို့အတွက် AC ဂျိုးတစ်ချောင်းပါတယ်ကျွန်တော်တို့ Rani Cat Twin Air Armagan Rani Cat ပြားပါပါတယ်ပြီးရင် manual ဘုတ်လည်းပါပါတယ်ခင်ဗျာ ဒါကတော့ power ပိတ်ဖွင့် power ဖွင့်မယ် speed တွေကျွန်တော်တို့စနစ်အထိတင်လို့ရမယ်ပြီးတော့ရင်လေကိုဘယ်ညာဖြန့်တဲ့ခလုတ်ပါမယ်ဒီကူးဆိုတဲ့ခလုတ်လေးကတော့အောက်မှာရေရှိမှကျွန်တော်တို့ဒါလေးကိုနှိပ်ပြီးအသုံးပြုပါခင်ဗျာအခုကျွန်တော် DPC ကတော့ကျွန်တော်ရေမထည့်ထားပါဘူးနော်ပြီးရင် off timer တွေပါမယ် off timer 12နာရီအထိပါပါတယ်ခင်ဗျာဒီဘက်ကတော့ကျွန်တော်တို့ မုန်ကတော့နေထွက်မှုဖြစ်တယ်တဘာဝလေတိုက်သူလိုမျိုးကျွန်တော်တို့ဖြည်းဖြည်းတိုက်မယ်ကြမ်းကြမ်းတိုက်မယ်တိုက်ချိန်မှလည်းတိုက်မယ်ဒီမှုလေးကိုခေါ်ထားလို့ရှိရင်တော့ကျွန်တော်တို့ဘက်ထရီလဲ energy saving ဖြစ်တယ်ပေါ့ဗျာဒီမဲ့မင်းမှာဆိုလို့ရှိရင်ကျွန်တော်တို့ လျှက်စင်ပြီးနဲ့အားသွေးမလားလျှက်စင်ပြီးနဲ့တိုက်ရိုက်ဖွင့်မလား AC input ခုပါတယ်ကျွန်တော်တို့ခလဲကောင်မှာထားရင်တော့ဒီခလုံလေးက off ဒီအောက်ကိုချပြီးဝိုင်းရင်တော့ကျွန်တော်တို့ဒီဘက်မှာ DC 24 volt input ပေးထားတယ်ကျွန်တော်တို့ solar တွေ controller တွေနဲ့ချိတ်ဆက်ပြီးအသုံးပြုလို့ရနိုင်သလို24 volt battery တွေနဲ့လည်းချိတ်ဆက်ပြီးတော့လူချင်းမင်းတို့အသုံးပြုလို့ရနိုင်ပါသေးတယ်ကျွန်တော်တို့ဒီမှာပါတဲ့ battery နဲ့ clear SIM နဲ့ဖွင့်မယ်ဆိုရင်တော့ cloud ကိုအပေါ်တင်ပေးပါဒါဆိုရင်တော့အသုံးပြုလို့ရပါပြီ clear နဲ့ immediate ကောင်းပါတယ် ွားမှာသူ့ရဲ့ logo နဲ့ Tamba Glass အဖုံးတစ်ခုကိုလုပ်ပေးထားတော့တော်တော်လေးလှတာကိုကျွန်တော်တို့တွေ့ရတယ်။ဒီပုံမှာရေးထားတဲ့ပုံစံလေးတွေကလည်းကျွန်တော်ရေခဲတုံးပုံစံဒီဇိုင်းလေးတွေနဲ့အေးတဲ့ bike ကိုရတယ်ပေါ့ဗျာ။ကဲသူ့မှာပါဝင်တဲ့အတုံးဝင်တဲ့စနစ်ကလေးတွေပြောပြသွားပြီဆိုတဲ့အခါကျတော့ဈေးနှုန်းပြောဖို့အချိန်ရောက်ပြီ။ဈေးနှုန်းကကျွန်တော်6,3,500နဲ့ပဲ ဖြန့်ချိပေးမှာဖြစ်ပါတယ်ဈေးနှုန်းက6သိန်း3500ပါလိုအပ်မယ်ဆိုရင်တော့မြန်မြန်လေးဝယ်ဖို့တော့လိုတယ်ဘာကြောင့်ဒီစကားကိုခဏခဏထည့်ပြောရသလဲဆိုရင်ကျွန်တော်တို့ကိုယ်တိုင်ဒီပစ္စည်းတွေကိုလုပြီးဝယ်ရတဲ့အနေထားပါကျွန်တော်တို့ နောက်ပိုင်းကြောင့်လို့ရှိရင်ပတ်စံဘလောက်ပေးပေးပစ္စည်းဝယ်လို့မရရင်လေလူချင်းမင်းတို့အလက်ကားပါပဲအဲ့တော့မြန်မြန်လေးဝယ်ဖို့တော့လူတယ်ရှေ့လာမဲ့ယာတီဥဒုမှာကျွန်တော်ကြိုဝယ်ထားဖို့လူတယ်လို့ကျွန်တော်ခဏခဏပြောခဲ့ပါတယ်မြန်မြန်လေးဝယ်ပါဈေးနှုန်းက6သိန်း3000 5000မှာ Samsung ACDC Air Cooler ရေလီတာ30ဆက်နဲ့ပစ္စည်းဖြစ်ပါတယ် Brandy ကတွင်းရပါပါတယ်ဗီဒီယိုလေးပြန်ဆောင်အောင်ကြည့်ပြီးလို့အားလုံးကိုကျေးဇူးတင်တယ်ကျွန်တော်တို့နောက်ဗီဒီယိုနဲ့ပြန်ဆောင်ပါမယ်ခင်ဗျာ